ဒီသင်ခန်းစာလေးမှာတော့ဒီချေဘာကြောင့်ပြောမှလဲဆိုရင် network အမျိုးအစားတွေအကြောင်းပြောမယ်ပေါ့နော် type store network ပေါ့နော်အဲတော့ network အမျိုးအစားနှစ်မျိုးရှိတယ်ပေါ့နော် telecommunication network ရယ် electronic network ဆိုပြီးရှိတယ်ပေါ့နော်ဆိုတော့ telecommunication network ကဒီ telephone line တွေနဲ့ပတ်သက်တဲ့ဥစားတွေပေါ့နော်ဥပမာ PSTN network ဥပမာပြီးမယ်ဆိုရင်ပေါ့နော် public switch telephone network လို့ခေါ်တယ်နောက်တစ်ခုကကြ အရင်တော့ဆိုဒီလို ADS ဆယ်လို့ပေါ့တုံးကြရယ် asymmetric digital subscriber line ပေါ့နော်ဒါဒီနေ့ခင်မှာတော့ ADS ဆယ်ကမရှိတော့ဘူးဘာပဲရှိတော့လဲဆို fiber line နေနဲ့ပဲသွားတော့တယ်ပေါ့နော် telecommunication ဆိုပြီးမဲ့လဲနော်အဲ့တော့ electronic network ဆိုတာကဒီ electronic network device တွေကိုဒီ group ဖွဲ့ပြီးတိစောက်ထားတာပေါ့နော်အဲ့တော့ electronic device ဆိုတာဒီလိုရဲ့ပတ်ဝန်းကျင်မှာမြင်တွေ့နေတဲ့ဥစ္စာတွေပေါ့နော်ဘာတွေရှိမလဲ wireless device တွေ router တွေ switch တွေ firewall တွေ computer တွေ server တွေအစကြီးတဲ့ဖြစ်နော်ဒါတွေပြောတာပေါ့နော်ဒါဆိုဒီအောင်တစ်ချက်ဒီဒီတစ်ချက်ပြန်ကြည့်ကြည့်မယ်နော် တော့ telecommunication network မှာဆိုရင်အခုမှဒီမှာပြထားတဲ့အတိုင်းပဲပေါ့နော်ဒီလို telephone line နေနဲ့ပတ်သက်တဲ့ဥစ္စာတွေပေါ့နော်အဲဒါဆိုရင် microwave တွေရှိမယ်ကျေတို့ဒါ phone line ကလည်းဒါ telecommunication network ပဲ။နောက် phone line နဲ့ပတ်သက်တဲ့ဥစ္စာကို mobile phone ကနေကျေတို့ဒီ internet ရအောင်လုပ်တယ်ပေါ့နော်။ဒါဆိုဒါ telecommunication network ပဲ။နောက်တစ်ခုကကြတော့ဒီဥမာထားမှာတော့ဒီ Telenor လို့ Ooredoo လို့ပေါ့နော်။အစားရှိသဖြင့်ဒီ operator တွေကနေပြီးကျေတို့ internet အဲတုံးကြတယ်ပေါ့နော်။ internet service တွေတုံးကြတယ်။အဲသူတို့လည်းဒီ modem လို့ device လေးတွေထုတ်တယ်။ เนาะအစာရည်တဲ့ဖြစ်ပေါ့ဒါတွေကလည်း telecommunication network ဖြစ်တယ်